ချင်းချင်းတပ်ဖြတ်မှုမဖြစ်စေဖို့ရှောင်လွဲပေမဲ့လည်းပိုးပြည်သူစစ် PNO အဖွဲ့ကစစ်ကောင်စီနဲ့ပူးပေါင်းပြီး၎င်းတို့ရဲ့ရဲဘော်တွေကိုဖမ်းဆီးတပ်ဖြတ်နေတယ်လို့ပိုးမျိုးသားလူမျိုးရေးတပ်မတော် PNLC ကသိရပါတယ်စစ်ကောင်စီနဲ့ PNO ပြည်သူစစ်အဖွဲ့ဟာ၎င်းတို့ဖမ်းဆီးထားတဲ့စစ်တုံးမှန် PNL ရဲဘော်တွေက၄ဦးကိုပြစ်တက်ခဲ့တဲ့ရုပ်တံဖိုင်ကိုဂျပန်သတင်းဌာနကျူရိုကမေလ31ရက်မှာသတင်းထုတ်လွှင့်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီဖြစ်စဉ်ဟာရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်မှာအခုနှစ်ဇန်နဝါရီလ23ရက်ကဖြစ်ပွားခဲ့တာဖြစ်ပြီးစုစုပေါင်းရဲဘော်9ဦးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခံရကရခိုင်ကလည်းအဲ့ဒီလိုဖြစ်စဉ်တွေရှိခဲ့တယ်လို့ PNL ရဲ့ပြောရေးဆိုခွင့်ရှိသူစီကသိရပါဗျ။သူတို့က9ယောက်ကိုတပြိုင်တည်းနဲ့တက်ဖြတ်တာတော့မဟုတ်ဘူး။တယောက်ကိုအခြားတနေရာမှာတက်တယ်။ဒါကဆင်ရဆွေးမှုကျူးလွန်တာဖြစ်တယ်လို့ PNL ပြောခွင့်ရခွန်ရင်းရံက ARD Times ကိုပြောပါဗျ။ PNO ပြည်သူ့စစ်အဖွဲ့ကအဲ့ဒီလိုတက်ဖြတ်တာမတိုင်ခင်ဇန်နဝါရီလ12ရက်ကစီဆိုင်မြို့နယ်ထီဆောင်ကျေးရွာနီးကိုစစ်ကြောင်းထိုးတိုက်ခိုက်လာလို့ PNL နဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကစစ်ကြောင်းမှုတဝက်ပါဝင်20ထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်း PNL တက်ဖွဲ့ဘက်ကလည်းရဲဘော်တအူကြဆုံးပြီး၅ဦးဖမ်းဆီးခံရက PNO ပြည်သူ့စစ်ကစစ်ကောင်စီနဲ့အတူပိုးလူမျိုးကိုခုလိုပြန်လည်တက်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ် PNL ကထုတ်ပြန်ထားပါတယ်။ကျွန်တော်တို့အနေနဲ့စစ်တုံးမန်းတွေဖမ်းမိတာရှိတယ်။ PNO ပြည်သူ့စစ်အဖွဲ့ဝင်ဗိုလ်မှူးအဆင့်ထိဖမ်းမိတာရှိတယ်။ဒါပေမဲ့ဒီလိုမျိုးညှိမှန်းနှိပ်စက်တပ်ဖြတ်တာမျိုးလုံးဝမလုပ်ခဲ့ပါဘူးလို့ PNL ပြောခွင့်ရကဆိုပါတယ်။ဒါ့အပြင် PNL တပ်ဖွဲ့ဟာဖမ်းဆီးရမိတဲ့စစ်တုံးမန်းတွေကိုဥပဒေနဲ့ညီထိန်းသိမ်းထားပြီးပိုးဆံပေရင်ကျေးမှုဗဟို ပိုးအိုယဟန်တန်ကတော့အဖွဲ့သူကမြစ်တံရက်ခံလာတာကြောင့်လူငိမ့်ချမ်းသာခွင့်ပေးခဲ့သူတွေလည်းရှိတယ်လို့သိရပါဗျ။ဒါပေမဲ့စစ်ကောင်စီလက်အခံ PNO ပြည်သူ့စစ်အဖွဲ့ဟာပြီးခဲ့တဲ့2022ခုနှစ်စက်တင်ဘာ14ရက်နေ့ကတည်းကရွာကိုအလဲပြန်လာတဲ့ PNL ရဲဘော်9ဦးကိုဖမ်းဆီးပြီးတပ်ဖြတ်ခဲ့တယ်လို့ PNL ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ပိုးအိုချင်းချင်းတပ်ဖြတ်မှုမဖြစ်စေဖို့အတွက် PNO ပြည်သူ့စစ်ကိုဥစွာတွားရောက်တိုက်ခိုက်ခြင်းသို့မဟုတ် ညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခြင်းမျိုးကျွန်တော်တို့ဘက်ကမပြုလုပ်ခဲ့ပါမိမိကိုယ်ကိုကာကွယ်ခြင်းအနေဖြင့်သာနေထိုင်ခြင်းဖြစ်ပါတယ်လို့ PNL ပြောခွင့်ရခွန်ရင်းရံကပြောပါတယ်လက်ရှိတော်လန်ကြီးဟာလူမျိုးတစ်မျိုးနေရာဒေသတစ်ခုရဲ့တော်လန်ကြီးမဟုတ်ပဲဆီယနာရှင်စနစ်ကိုအပြီးတိုင်တိုက်ဖြတ်ဖို့ဆင်နွှဲနေကြတဲ့တော်လန်ကြီးဖြစ်တာကြောင့်ပိုးလူမျိုးအချင်းချင်းဟာရန်သူမဟုတ်ဘူးလို့ PNL ကဆိုပါတယ်